မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့အချိန်လေးတွေ့တွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ကိုပုံ2025ရဲ့6လပိုင်းကိုပုံလို့10လပိုင်းအောက်တိုဘာလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေတွေဒီတလတာပေါ်ဒီမှာရောင်းရံဆောင်ရံအတွက်ကံကြမ္မာခေါ်ဆန်းကိုဆရာကဥစွာခေါ်ကြပြီးမှဖြစ်တဲ့အတွက်အဲစနေသားသမီးမိတ်ဆွေအားလုံးဆရာကိုဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့အဲဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကိုမှတ်မိကြပါအောင်ဥစွာစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းဖော်ပြနာပြုတာအားပါတယ် ဒီ2025ခုနှစ်အော်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်ဓာတ်အားကြအကြနေတာမျိုးငါလုံမလုံနိုင်ရဲ့လားဖြစ်မှဖြစ်ရဲ့လားငါကြိုးစားတာအောင်မအောင်ရဲ့လားဆိုတဲ့စိတ်မျိုးလေးတွေငါတိထတော့ကိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြခြင်းကိုကိုအားမကြခြင်းအားမရခြင်းတွေများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးများအနေနဲ့ဒီလာတာတော့ဒီမှာဘာကိုဖြစ်ဖြစ်ကိုကိုကိုအရင်ကြီးစိတ်ထမှာဖြစ်ရှင်တဲ့ဆန္ဒဇော်ကလေးတွေကိုအရင်ကြီးမပြင်းထန်ပါနဲ့ အဲမိမိကိုယ်ကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေကိုယ့်ကိုကြုံနေရတော့ကာလာပိုင်ရှားဖြစ်တဲ့အတွက်မိတ်ဆွေစနီသားသမီးတွေကဒီလာတာတို့တွေမှာဘာကိုဖြစ်ဖြစ်အဲကိုယ့်ကိုယ်ကိုအပြစ်မြင်တာမျိုးထက်အကောင်းကြီးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးသွားရင်ဘာကိုလို့လုံးနောင်နှမရနဲ့ရှေ့တို့ဆောင်ရွက်ပြီးတော့ငါကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေမွေးမြူပြီးလှုပ်ဆောင်တာဟာမိတ်ဆွေတို့အတွက်ပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပြပါခင်ဗျာနော်ဒါအပြင်စနီသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ဒီတလာတာတို့တွေမှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာ အဆင့်အမြင့်နဲ့ပတ်သက်တာမျိုးတွေတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးတွေတွေဖြစ်ရတတ်လို့မိတ်ဆွေစနေသားသမီးများအနေနဲ့အဆင့်အမြင့်နဲ့ပတ်သက်လာတဲ့ကရှတောက်တို့တိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအဆင့်နဲ့ပတ်သက်တာမျိုးတွေဒီမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးတွေအကျောထုံတာမျိုးတွေအဆက်ရှိတဲ့အရာလေးတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ဂျန်နာကားဆူဆူဝဝဘာမှမရှိလာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတက်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတက်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မတင်ပါဖဲခကြီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်တို့မဟုတ်အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေကြီးနဲ့ပတ်တယ်ကိုကြောင့်မဟုတ်ပဲတပားသူကြောင့်တော့ငွေကုန်ကြီးကြများရတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလာတာတွေမှာခကြီးသွားကိစ္စလေးတွေအဲဆနာလိုပေါ့မိသားစုကိစ္စလေးတွေအိမ်ရေးကိစ္စလေးတွေအရှေ့ရေးကိစ္စလေးတွေကြောင့်တော့ကိုကြောင့်မဟုတ်ပဲငွေကြီးနဲ့ပတ်တယ်ဝင်ဝင်နဲ့ထွက်ငွေဟာ မမြဲတာမျိုးလေးတွေဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးတွေဂျုံကတက်တော့လာဖြစ်တဲ့သူကငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားချင်းတက်တစ်ခုတစ်ယောက်တစ်ခုတစ်ယောက်ကိုစနာလို့ပေါ့ယင်းဤထားတာမျိုးရှိတဲ့ငွေကိုဘန်ထဲမှာထည့်ထားတာမျိုးဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လဲရပါတယ်လို့ဆရာကပြောလိုပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တပါးလေးရည်ရာလေးပြီးလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင်ငွေကြီးကံအားကောင်းစီပြီးတော့ငွေမြဲစေရန်အတွက်ဆရာတို့အော်ဒီဆိုင်ရကတ်တူဆိုင်ရလေးတစ်ခုပေါ့အပိုင်းအောင်ကတ်တူဆိုင်ရလေးတစ်ခုကိုဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအနံကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုကိုက်လိုက် ကိုက်ပြီးတဲ့ကတ်စာရဲ့ကလေးမှာ3ကံကိုပုံလေးတောင်းပြန်လေးဆွဲလိုက်ပါနော်3ကံကိုပုံလေးတောင်းပြန်လေးဆွဲလိုက်ဆရာတော်ကိုတင်ပေးခဲ့ပြီလေနော်3ကံလို့တောင်းပြန်လေးဆွဲပြီးတော့မက်ဆီဒိုနီယံဝင်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကံအဲ့ဒီကတ်ကလေးကိုပဲ plastic လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်အတွင်းမှာစောင့်သားရင်ဝင်မြဲစီလာတော့အထီကြပဲဖြစ်ကြောင်းထပ်တော့ပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မက်ဆီဒိုနီယံနဲ့အလောက်ကလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့ဒီလတာတော့ပြင်မှာ OA ရှမ်းပြည်နယ်ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အဲရေလန်းခီးသွားဆိုင်ရာလုပ်ငန်းတွေအပွဲစီအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်။ရွှေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်လာမျိုးလေးတွေကုတန်းရောင်းဝယ်ရေးတို့ငပိတို့ငှက်လျှောက်တို့ဟာစတင်လှုပ်ဆောင်လဲမိတ်ဆွေများဘာလို့ဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုဆွနာလို့ပေါ့ဖြစ်လို့တဲ့မိတ်ဆွေများဆက်တူပေါင်းစုလှုပ်လို့တဲ့မိတ်ဆွေများရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအစုရှယ်ယာနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ OA ရှမ်းပြည်တိုက်တာလေးတွေမှာလည်းမပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA ရှမ်းပြည်ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့တို့ဆောင်ရ လို့ကောင်းသောကာလဖြစ်ပါတယ်ယာရုလုံငန်းနိုင်ငံနဲ့ပတ်သက်ရင်တော့နဂုခယာရုကိစ္စနဲ့ပတ်သက်ပြီးယာရုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုရှိတိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာရုတိုးရင်ကောင်းယာရုတက်လက်ရှိရှိနေတဲ့နေရာလေးရတယ်အစီအမပြေမှာကြောက်တယ်ယာရုကလည်းတိုးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးအိတ်ချက်မြင်နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေများရတတ်တော့လေမိမိတို့အနေနဲ့ယာရုတိုးရင်ကိစ္စယာရုတက်ရှင်ကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တော့ကတော့ဖြစ်မလာဘူးねအခုလိုစိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးကြုံရတတ်တယ်ကွာအရန်ကြီးတော့ emotion နဲ့မဆန်နဲ့တစ်ဖက်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေအနေနဲ့ဖြစ်ရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။စံစီစေစာစက်ပစ္စည်းနဲ့ပတ်သက်တာတွေ။ OA ချမ်းမြေအင်းအိုင်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေတွေ။အဲချစ်တို့ဆန်တဲ့လှုပ်ဆောင်မှာမိသားစုတွေတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်နားလည်မှုလွဲနေတာစနေသားသမီးတွေဒီလာတာတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကြိုးစားပြီးတော့စွမ်းဆောင်ခြင်းအဆင်ပြေအောင်မိသားစုနဲ့ပတ်သက်ပြီးတော့နွေ့နွေ့ထွေးထွေးဆောင်ရွက်ရှင်းစောင့်ရက်ရှင်းနေတို့ကမိတ်ဆွေစနေသားသမီးတွေကဒီလာတာတော့ဒီမှာအားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။အနာဂတ်ဆိုင်ရာလုပ်ငန်းတွေချစ်တို့ဆန်တဲ့လှုပ်ဆောင်မှာငါဒါအပြင်အရောင်းဝယ်နဲ့ပတ်သက်တာမျိုးတွေတွေအဲချစ်တို့ဆန်တဲ့လှုပ်ဆောင်မှုကောင်းတော့ကာလဖြစ်ပြီးမိတ်ဟောင်းဆွေဟ ောင်းနေရအကူအညီကောင်းထောက်ကူကောင်းရရှိတတ်တယ်လို့မိတ်ဆွေတစ်တည်းရဲ့အကျန်စီတွေကိုရရှိခြင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါ်ရှင်းနေကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစေဒါကပြင်မိတ်ဆွေတို့ဒီလာတာတို့တွေမှာဆိုရင်ညီကောင်မောင်နှမတွေရဲ့ကိစ္စလေးတွေကြောင့်အစဉ်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူတွေရရှိလာတာမျိုးကြုံရတတ်တယ်ဝေးကွာနေတော့ဆွေမျိုးညီကောင်မောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တရင်ကောင်းကြအချင်းအလူတန်းလောက်အချင်းဘာသာတရားအလူတန်းအဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြုလုပ်ရခြင်းတွေ ။တပင်ကောင်းကြရခြင်း။ငကိုဘမဖော်မပြောတော့ညီကိုမှမှသွေးရင်သားရင်းနေပတ်သက်လို့ငကိုဘပျောက်လို့အဆက်သွေးပြတ်နေတော့သွေးရင်သားရင်းနေပတ်သက်ပြီးတော့ပြန်လဲဆက်သွေးရရှိတာမျိုးတွေကြုံဟတ်တတ်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလူတန်းကိစ္စဘာသာရေးကိစ္စတွေမှာကိုကဥစည်းဥဆောင်ပြီးတော့ရှေ့တို့ဆောင်ရပြီးတော့မျက်နှာပွင့်လန်းစီတော့လဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာ။ passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားရောက်ဝင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့မိတ်ဆွေများ ကိုကိုတိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါငွေကြီးနဲ့ပတ်သက်လို့အလေခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးတွေကြောင့်အထက်မှလည်းဆရာပြောခဲ့တယ်လို့ငွေကုန်ကြီးကြများရတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်ဆရာတို့ကခီးတော်ကိစ္စလေးတွေကြောင့်နိုင်ငံခြားပတ်စုံဗီဇာလုပ်ငန်းလေးတွေကိုမထိမတွေ့မသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြေးအလေးကြအလေးခံရတာမျိုးလေးတွေ jump ဖြစ်သွားတာမျိုးလေးတွေကြုံရတဲ့အတွက်တော့ဒီတစ်ချက်လေးကိုတည်ထားစီနေပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီ ယာဟုလုပ်ငန်းကိုင်ငန်းယာဟုနဲ့ပတ်သက်လာရင်တော့အဲမိမိကနဂိုကနားလည်မှုလွဲနေတော့ယာဟုလုပ်ငန်းဒီမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေနဂိုကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအဆင်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူနဲ့တူတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ကာလဖြစ်ပါတယ်။သို့တော့အထက်လူကြီးအမျိုးသမီးတူတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ပေါ်မှာစီမံအစ်စ်တွေစီကံအစ်စ်တွေစနာလူထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုက်မချတာမျိုးလေးတွေအစိမ့်နေရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ်။တိထားဖို့လိုအပ်တာကတော့စံနေသားသမီးမိတ်ဆွေတွေရဲ့ကံဟာဒီလာတာတော့ဒီမှာဘာကိုလုံးလုံး နှစ်ကြိမ်နှစ်ခါပြန်လို့ရတယ်ဒစိမ်နဲ့နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေနေရာထိုင်ကိစ္စလေးမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေရာထူးထူးရာထူးတက် ရာထူးတင်တဲ့ပတ်သက်လာနေနှစ်ခါပြန်ရှင်းရတာမျိုးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့တခုတည်းကိုဥပမာပေါ့ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ်။ဒါရှိပုံမှာမရရင်ဆိုပြီးတော့အရန်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက်။အော်ဒါဥမမရရင်လည်းနောက်တစ်ခုတော့ပါမှာလဲဆိုတဲ့ဒုတိယသစ်စင်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotional ဆန္ဒစနေကိုရဲ့ဗီဇကလည်းအရန်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်းပြတဲ့လိုချင်လာရင်ဖြစ်ရှင်လာရင်ဘာဥမမပြီးမဆိုင်တတ်တဲ့ဇယအကျင့်ကလေးတွေဗီဇကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလီမှာ နည်းနည်းလေးအစင်ကလေးကိုလော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 မလုပ်နဲ့အလင်းစလုံးမလုပ်နဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနဲ့ချက်ဒီပေါ်စီကြောင်းဆရာကထထအောင်ပြောကြလိုက်ရစီခင်ဗျာ လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်စနေတော်မျိုးမိတ်ဆွေတွေအခြေအနေနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေပြန်လဲဆက်ရွယ်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့အခြေအနေနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြများရခြင်းမျိုးတွေအခြေအနေနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာမျိုးတွေအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးစားအစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အခြေအနေနဲ့ပတ်သက်လာရင်ဆိုတာလို့ဟိုအကြောင်းပြုပြီးတော့ငွေကြီးကုန်ကြလေးများတတ်တဲ့အတွက်တော့ဒီ share လေးတွေကိုတတိထားဆင်ပြေးရတော့လို့အကြောင်းထပ်လောင်းပြောကြလိုက်ပါစီ မိမိချစ်သောမြန်နိုးတော်သူကိုဖွင့်ပြောမနေပါနဲ့တယောက်နဲ့နေပါတယောက်နဲ့နေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောကမှအကြီးစားရှိတာတိလာတာမျိုးတွေပိုင်ရှင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိချစ်သောမြန်နိုးတော်သူကိုလောလောလောဖွင့်ပြောတာမျိုးတဲ့တကယ်ကိုတူတူတိတ်တိတ်နဲ့ဆွတ်ဆွတ်ချန်ချန်နဲ့နေပြီးတော့မှဆန္ဒလိုတိတ်တိတ်ချာချာလိလာပြီးတော့မှတယောက်နဲ့တယောက်ဒုနဲ့ဒုတိချာလိလာရှိပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးသားများအနေနဲ့ကတော့ဒုနဲ့ဒုတယောက်နဲ့တယောက် ပြဿနာလေးတွေမဟုတ်တဲ့ကိစ္စအသေးပွဲလေးရနေပြီးတော့တူတလူငါတမင်းဆိုတဲ့အပြိုင်ဆိုင်လေးကြီးငင်းကုန်ရတာလွင်ကျွန်တော်ကတော့ဘာမှဖြစ်ပါဘူးပြက်လိုက်ဆက်လိုက်ပြက်လိုက်ဆက်လိုက်နဲ့အဲဆွမ်းလာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အခြေကြီးကာလာကိုကျုံကတက်ပြင်မဲ့လို့အဲဘာမှစိုးရင်ကြတော့မရှိလာတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုအချိုးပြီးတော့အရာများကိုပဲဆက်လက်ပြောပြပြရစီဒီလက်တာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တနေ့ကနေသားသမီးတို့ကြာစာပရိသတ်သမီးတို့ရဲ့နဲ့တွဲဖက်လောက်ကမျိုးတနေ့ကနေနေတို့ကြာစာပရိနေတို့မှာလှုပ်ဆောင်လာဟာအားသာကောင်းမှုတိုးတက်နိုင်ပါလေခီးသွွားကိစ္စလေးတွေခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့တို့စနေရက်တို့မှာခီးသွွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးအားသာကံကောင်းစီရောလာဖြစ်ပါလေအချို့ပြေကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ်းရောင်အပန်းရောင်ဖြစ်ပါလေခင်ဗျာအချို့ပြေကံကောင်းစီတော့ကနန်းအဖျားလေးနေနေဆိုရင်၃ကနန်း ခုနှစ်ကနန်းကိုကနန်းနေတာမိတ်ဆွေတွေကကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့သဏ္ဍာရမိတ်ဆွေဆရာငယ်မိတ်ဆွေကအဋိဋ္ဌံပြုလို့တပတ်ဆိုရင်တော့အရဟံတိတ်ကြီးဘဂဝါအောင်ဆိုတော့ယတိကြီးဥက္ခဏီရဲ့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့၁၇ရက်တည်းတည်းအဋိဋ္ဌံပြုလိုက်ပါကမိတ်ဆွေတွေရဲ့အခက်ခဲမှန်များပြပြောက်သွားစီမှာအတိကြပဲဖြစ်တယ် စကားဆက်ဖြတ်ပြောပြရစီရဟန်မဟိယအန္တစီယသူကနာလာတိတအတုလံစရဏံတိဘုံမှာတမန်ဆိုတဲ့ရသီဥခန္ဒီရငွေဝင်စီတော့ဒနာအိတိဆိုတော့ဂါရာလေးကိုတနေ့ကို28ခေါက်ကျွရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းကြောင်းဆရာကထက်လောင်းကြပြန်ညွှန်လိုက်ပြရစီမြတ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော်တွေမှာဆိုလို့ချင်းအချို့ပြီးတော့အရဟာတော့ အရှိမြောက်ကောင်ရက် ဖြစ်ပြီးတော့စန်းတီယာရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးမပေးတတိထားတဲ့တော့ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိထားပါတမန်လာသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုအားနည်းစေတော့လာဖြစ်ပါတယ်တတိထားစင်နေမိရမှာတော့လာတဲ့နေရာတိုင်းမှာ 26 29 28ဒီ၃ရက်ကိုအရေးကြီးသောကိစ္စတွေမှာပြောမစိုးပါနဲ့သတိထားစင်နေပေးပါအရေးကြီးသောကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်တော့အကြံကြာလေးတွေကြုံရတတ်တဲ့အတွက်26 29 28ဆိုတော့ရက်၃ရက်ကိုတော့တာမန်အဖြစ်သတိထားစင်နေရလိုအပ်တော့လအဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ရပါဒါပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာသတိထားဆင်ခြင်ပေးရမယ်အချက်ကလေးတွေထပ်ချပါလိမ့်မယ်။ဒါကတော့သတိထားဆင်ခြင်ပေးရမှာကတော့ စကားကိုခရီးလေးလေးလို့ပြောတာမျိုးလေးတွေတတိခါဆင်ကျင်ပေးပါဆင်ကန်းတော်တိုးပြောတာမျိုးလေးတွေကိုတတိပြုဆင်ကျင်ပေးပါငွေကြီးနဲ့ပတ်သက်လာရင်အာမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူးရှိတာငှားတာလေးတွေမှာအားနည်းစေပါလေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆွမ်းလာလို့ပေါ့ဟိုဆွမ်းလာလို့လူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ကိုကအကြွားတန်လို့အပြောကောင်းပြီးလို့ မဖြစ်မနေပေးလိုက်ရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာဆိုင်ကြီးနဲ့ပတ်သက်ပြီးတော့လေအပြောင်းရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်လို့အဲတပည့်လက်သားသားသမီးနဲ့ပတ်သက်လို့လက်အောင်ငယ်သားနဲ့ပတ်သက်ပြီးတော့လေငွေကြီးအကုန်ကြနေတတ်သောကာလဖြစ်ပြီးတော့သားသမီးနဲ့ပတ်သက်လာရင်သားသမီးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တတ်တော့လားသားသမီးစိတ်ညစ်ရလေးတွေဒါသမီးစိတ်တော့ကအနေနဲ့ပြရမျိုးတွေကြုံရတတ်တယ်။ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမှဆိုတင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အပံ့ပြုစေတော့ပညာရေး၊ log in ပညာ၊ log out ပညာရေးမှာရှေ့တိုးဆောင်ရလောက်ဆောင်ကောင်းသောကာလဖြစ်ပါတယ်။ ဘုရားတရားပုံမူလို့ပါမကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်တဲ့ရိုးရာတွေညက်တွေမြှုပ်တက်တော်လားဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာဒီရတာတော်တွေမှာမိတ်ဆွေတို့နဲ့သတိထားဆင်ခြင်ပေးရမယ့်အရာဝင်နေဆိုရင်တော့အထက်အောက်အနက်ဒီဝိတာမျိုးလေးတွေကိုသတိထားဆင်ခြင်ပေးပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီရတာတော်တွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အကြွားတန်တာလေးတွေကိုသတိထားဆင်ခြင်ပေးပါဒါအပြင်ဘာဘူးလှုပ်လို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့ အဲစွန့်ရလို့ပေါ့နှစ်ဦးနှစ်ယောက်တွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ထဲသွားလောက်တာမျိုးလေးတွေနှစ်ရက်နေမှာသွားလောက်တာမျိုးလေးတွေဒရီးပြူစီနေပေးရလို့အကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပြရလိမ့်ခင်ဗျငွေကြီးနဲ့ပတ်သက်တာဘာလို့ဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လုံးပြောတာမျိုးလေးတွေမှာတတိထားစီနေပေးရလိုအပ်ပါတယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်ငွေကသွင်းရင်းနေတော့အိမ်တော်ကြီးတွေမှာတော့အကြောင်းအရာမျိုးစုံကြောင့်ငွေထွေးမှုတွေပြန်လဲရရှိတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တုံးနဲ့လူတစ်ယောက်နဲ့တစ်ယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ PO1 ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေအလိုရှိနေတော့လာဖြစ်ပါတယ်စနေသားသမီးတွေအတွက် IUPAC က တော့တစ်ခါလောက်ဆွဲပေးပါရစေ။တဏိသားမိမိတ်ဆွေများလက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာဖိအားတက်တဲ့စကားကိုလက်လုံစကားလက်လုံမပြောပါနဲ့။အဲသူများရဲ့ဈာတုံးကြမှာမဝင်ပါနဲ့။အေးသူများတွေရဲ့ဈာတုံးကြဆိုတော့မိသားစုဈာထဲမှာပုဂ္ဂိုလ်ဝင်ပြောကမှအဲစေတနာတွေဝေဒနာဖိအားတာမျိုးလေးတွေ ဒီကလာတော်တွေမှာဂျားတုံးဂျားမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာပြရတဲ့သူများရဲ့အိမ်ရင်းကိစ္စလေးတွေမှာကိုကဝင်ရောက်ကူညီကမှာအထင်လွဲမုန်းတာမျိုးတွေတတိပြုစင်ညာလိုအပ်တော့လာဖြစ်ပါတယ်ဒါအပြင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်တွေမှာအဆုတ်ကြီးရှိလို့ချင်းစုံမေးပါအိုးအဆုတ်ကြီးအိုးအပယ်ကြီးအဲဒိတ်ကုန်နေတော့အဆွမ်းလာလို့ပေါ့ရက်ကုန်နေတော့အရာတွေပြက်ကြရင်အဟောင်းတွေအပြက်တွေရှိလို့ချင်းလည်းစုံမေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီကလာတော်တွေမှာမိတ်ဆွေတို့နဲ့လော်ကီဆရာကြီးကထောက်ကူပြုခြင်းမျိုးတွေအဲဆွမ်းလာလို့ပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ဖုန်းကြီးတို့ယဟန်တို့အဆရှိတဲ့ပုံကိုယ်ကြီးရဲ့အကူအညီကိုရရှိတတ်တော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြား လိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်ကအတော်တွေမှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရားကိုတောက်ရီခုနှစ်ခွက်တိတိတောက်ရီခုနှစ်ခွက်တိတိလှူပြီးတော့မိမိရဲ့လူရကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျင်းတည်ဆူတောင်းပြီးတော့သွားလာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ် ဘဇက်ကဖရာလက်ကကာယမလုပ်ပါနဲ့ဘာသာတရားကိုမလုပ်ပါအတက်ကြီးသူတွေမရှိသူတွေဆင်းရဲသူတွေအဆရှိတဲ့ပုံကိုမျိုးလေးတွေကိုလာစင်လာတိုင်းဖြစ်စီအပတ်စင်ပတ်တိုင်းဖြစ်စီမှာကိုတက်နိုင်တလားစားတောက်เสียစားဖို့နေရေးဆိုတယ်လို့ပဲဇီဝိဒါစဒါနာလေးတူဒန်းအမျိုးဖြစ်စီစားတောက်ကိုတက်เสียလေးတူဒန်းအမျိုးအားဖြင့်မြင်များပြုလို့ချင်းပြင်းမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီတော့ကာလဖြစ်ပါတယ် သူများရဲ့ဓာတ်ခုရရှားတဲ့လက်မုံဝင်မှာလည်းဘာလို့ဖြစ်ဖြစ်စေတနာတွေဝေဒနာဖြစ်ရတဲ့အတွက်ကြောင့်လို့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးတဲ့သူများတွေရဲ့စကားကိုပဲမင်းများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိကဆင်ညင်ပြရန်အတွက်လိုအပ်သောကာလဖြစ်ပါတယ်လက်ဆက်နဲ့ပတ်သက်တာမျိုးတွေကိုင်ရွယ်အသုံးပြုတဲ့အခါမှာတတိကဆင်ညင်ပြရန်လိုအပ်သောကာလဖြစ်ပါတယ်မိမိတို့အနေနဲ့ဒါလေးကိုတတိပြုဆင်ညင်ရန်အတွက်လိုအပ်သောလားဖြစ်ပါတယ်အဆက်အရရမိမိတို့ရဲ့အဲရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွေအယောက်ဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းမှာပါခင်ဗျာတော့ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ကဘူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာလေးတိချောက်ကအက်တယ်လီဂရမ်မှာဖြစ်စီဘိုက်ဘာနံပါတ်960 50 50 90နေမှာဖြစ်စီဗီဒီယိုမေးလို့လည်းရတယ်လို့မိတ်ဆွေတို့နေဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာအောင်ဇင်းရင်တင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲဆရာဖုန်းပြန်ဆက်ပြရအောင်ပြပါဆရာရရှိင်းကိုရှိမှလည်းရှိသေးတယ်ဆိုရရှိင်းရမယ့်ကြောင့်ဆရာဖုန်းပြန်ဆက်ပြပါမယ်အေးဆေးဆေး private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပြပါတော့မယ်လို့ဆရာကပြောရင်းနဲ့ မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ပုံတွေအယောင်ကအယောင်ထွက်ထွက်စေဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းခတ်ပါစေဆိုပြီးတော့ရိုက်ပုတ်ထိပ်ပြီးရောင်းလိုက်ပါ။မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရိုက်ပုတ်ထိပ်ပြီးတော့ရောင်းခတ်ပါစေဆိုရိုက်ပုတ်ထိပ်ပြီးရောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ကအယောင်ထွက်စေပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါလား။အဆက်ဆက်ရရအစဉ်ပြေအားကောင်းစေပြီးငွေရေးကြေးကအားကောင်းစေရန်အတွက်တစ်လတာလုံးငွေဝင်ကောင်းစေရန်အတွက်ပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့ဖြစ် ဆရာအများအားပြည့်လို့ရှိပါလေငွေကြီးနဲ့ပတ်သက်လို့ငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအပြီးအောင်ပြီးတိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ငွေကြီးကံအားပြုစီရန်အတွက်ရေဒီယာအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်မိမိတို့ရဲ့ဟိုဆက်လာတော့ဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စောမျက်စောဖေးရမှာလှူထားတဲ့တောက်ရည်တွေကိုစွန့်မှာစွန့်မိတဲ့အခါလောကဝိတုဆိုပြီးတော့အခေါက်40တိတိကျော်ပါ ဆရာပြန်မပါဘူးနော်ရေဖန်ခွက်လေးဖះတတ်တော်ကြီးလေးကိုစွန်းစွန်းပြီးတော့ရေလေးကိုလမ်းကြောင်းလေးနှစ်ခုနှုတ်နှစ်ပြီးတော့လောကဝီဒူဆိုပြီးတော့အခေါက်40ရွတ်ပါအခေါက်40ရွတ်ပြီးတော့မိမိတို့ရဲ့ပိတ်နေတော့အိမ်ဈေးဆိုင်လုပ်ငန်းကိန်းကန်တွေကိုလက်ကလေးတွေနဲ့လိုက်တောက်ပြီးတော့ပြန်မနော်ဆရာပြန်ပြောပြမယ်ခိုင်းပါတော့ဖန်ခွက်ဖြစ်ဖြစ်ခိုင်းမပါလေဖန်ခွက်ဖြစ်ဖြစ်မျက်စောပြရမှဒီကားတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စုံယူပြီးတော့လမ်းကြောင်းလေးနှစ်ချောင်းနဲ့လောကဝိတုဆိုအခေါက်၄၀ရွတ်ရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်နေအိမ်နေလုပ်ငန်းနေဖခင်ကျောင်းဆောင်နေအခန်းနေမှာလိုက်ပြီးတော့ ဖျံမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းလိုက်ဝိုင်းတွင်းစိုင်ထဲမှာပိတ်နေတယ်လက်လာပါလိမ့်ပြန်လဲပွင့်လန်းစီအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဂျိမ့်သေးပေါ့ပြောရင်လည်းစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နေလွယ်စနေသားသမီးတွေတော့အောက်တိုဘာ၁၀လပိုင်းတော့တက္ကသဆောင်ရံဆောင်တော့ကန်ဂျမာခေါ်စရံကိုဆရာကဟောကြားပေးခဲ့တာဖြစ်ပါလိမ့် ဒါကြောင့်စနေသားသမီးမိတ်ဆွေအားလုံးဒီ2025ဆယ်လပိုင်းဒီမှာယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတကူလက်ဝင်ဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာကမေတ္တာပို့ဖော်ပြနာပြုဆန္ဒပြုနေကဲစနေဒီနောက်တစ်ပတ်မှာပြန်ဆုံပါမယ်ခင်ဗျမန္တလေးရမိတ်ဆွေတွေဆိုရင်ဆရာကြီးကိုခုနလှုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲ